။အလုံးမင်္ဂလာပါရှင်။ကျွန်တော်ယနေ့ဒီ approach အတစ်တစ်ခုရဲ့အကြောင်းကိုဆက်လက်ပြီးတော့ဆင်းရဲသွားမှာပါ။အဲ့မှာဆိုလို့ရှိရင်ဒီမှာဒီပညာရှင်ကြီးပေါ့နော်။ဒေါက်တာဒေးဗစ်ဝေကတ်ဆိုတဲ့ပညာရှင်ကြီးက high school approach ကိုသူကနေပြီးတော့လေ့လာဖော်ထုတ်ခဲ့ပါတယ်။ဒီ high school approach မှာဆိုလို့ရှိရင် ဒီပညာရှင်ကြီးပေါ့နော်ဒေါက်တာဒေးဗစ်ဝိတ်ကတ်ကနေပြီးတော့ဖော်ထုတ်ခဲ့တယ်။ဒါဆိုရင်ကျမတို့ဒီပညာရှင်ကြီးရဲ့အကြောင်းလေးကိုအနည်းငယ်စတင်ပြီးတော့လေ့လာကြရအောင်ပါ။ဒီမှာဆိုလို့ရှိရင်ဒီဒေါက်တာဒေးဗစ်ဝိတ်ကတ်ဟာအမေရိကန်ရဲ့အစောပိုင်းကာလပေါ့နော်ကလေးဖွံ့ဖြိုးမှုမှာပေါ့နော်ဒီ preschool education အတွက်ဒါတကယ်ကိုဒါဦးဆောင်ပြီးတော့လုပ်ဆောင်ခဲ့တယ်။ဖခင်ကြီးတူဦးဖြစ်ကိုတင်စားခြင်းခံရတယ်။ မေရိကန်နိုင်ငံရဲ့အစောပိုင်းကာလကလေးဖွံ့ဖြိုးမှုပညာရေးအတွက်ပေါ့နော်တကယ်ဖခင်ကြီးတူဖြစ်ဒါတင်လူတိုင်းကပေါ့နော်လေစာကြည့်ရုံဘုံပြူချင်းကိုခံရတယ်ဒီပညာရှင်ကြီးက1930ခုနှစ်ဩဂုတ်လ26ရက်နေ့မှာအိုဝိုင်းဟိုမှာဝေးဖွားခဲ့တယ်အမေရိကန်ပြည်အောင်စုအိုဝိုင်းဟိုမှာဝေးဖွားခဲ့တယ်1953ခုနှစ်ကျတော့သူကဒါ psycho ဒီ psychology နဲ့ အဓိကပွဲကိုရရှိခဲ့တယ်ပေါ့အဲ့ရနေပြီးတော့မှသူကဒီ high school camp ကို1963ခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့တယ် သူရဲ့ program တွေဟာဒီ3နှစ်ကနေပြီးတော့6နှစ်ကြာမှရှိရဲ့ကလေးလေးတွေအတွက်ဥတည်ပြီးတော့ Michigan မှာမပါလုပ်ခဲ့တော့ဆိုရင်တည်ဆောင်ခဲ့တာပါ Perrier Preschool Program ကိုဒီက1963ခုနှစ် American မှာတည်ဆောင်ခဲ့တယ်ဒီကျမတို့ High School Camp ဆိုတဲ့နေပေါ့နော်သူကဒီ High School Approach တွေနဲ့ဒီကအကြောင်းနေမှာဒီကလေးတွေကိုဒီ approach တွေနဲ့ချင့်ကပ်ပြီးတော့သူတို့တွေရဲ့ဒါ အတ္တလန္နာတွေဖြစ်လာအောင်သူတို့တွေရဲ့အခြေခံအသည့်တွေကနေပြီးတော့ထပ်ဆောင်းအသည့်တွေနဲ့လက်တွေ့ဆောင်ရွက်မှုတွေနဲ့ရရှိလာအောင်ဒီအကြောင်းတွေဖွင့်လေးပြီးတော့ချင်းကပ်ပြီးတော့ဆောင်ရွက်ခဲ့ကြတယ်အဲ့လိုနဲ့1966ခုနှစ်ကျတော့ University of Michigan Michigan တက္ကသိုလ်ကနေပြီးတော့ပါရဂူဘွဲ့ပေါ့နော်ပညာရှင်တယောက်ဖြစ်လာခဲ့တယ်ပါရဂူဘွဲ့ကိုရရှိခဲ့တယ်1980နှစ်ခုနှစ်မှာ High School Education နဲ့ Research Foundation ကိုတည်ထောင်ခဲ့တယ် High School Educational Research Foundation ကို1980ခုနှစ်မှာတည်ထောင်ခဲ့တယ်တဲ့အဲ့လိုမျိုးတည်ထောင်ပြီးတော့ဒီ High School Approach တွေနဲ့ချင်းကတ်တဲ့နည်းတွေရဲ့ကောင်းထပ်ဖြည့်တင်တာတွေထပ်ပြီးတော့ပို့ပြီးတော့ထပ်ပြီးတော့လှုပ်ဆောင်တင်တာတွေဒါမျိုးတွေကိုဒါ research တွေလုပ်ပြီးတော့ဒါဆောင်ရွက်ခဲ့ကြတယ်အဲ့လိုနဲ့ပေါ့နော်ဒီပညာရှင်ကြီးက2003ခုနှစ်ဒီဇင်ဘာလမှာကွယ်လွန်သွားခဲ့ပါတယ်တဲ့ ဒါကတော့ကျမတို့ဒေါက်တာဒေးဗစ်ဝိတ်ကတ်ရဲ့အကြောင်းလေးကိုအနည်းငယ်လေးပဲကျွန်မတင်ပြဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီပညာရှင်ကြီးကကလေးတွေနဲ့ပတ်သက်ပြီးဘာတွေပြောသားတော့ဆိုလို့ရှိရင် children are active learners တဲ့ကလေးတွေကတကယ်ကို active ဖြစ်နေတဲ့သင်ယူလိုစိတ်တွေများနေတဲ့ သူများဖြစ်ကြတယ်ပြီးတော့ကြတော့ပို့စတာတာသူတို့ကတိဆောက်တဲ့သူတွေလည်းဖြစ်တယ်ဘာတွေကိုတိဆောက်တာလို့သူတို့ရဲ့အသိပညာဘုသူတာတွေကို တိဆောက်တာမူလရှိနေတဲ့အခြေခံအသိတွေကနေပြီးတော့ထပ်တိုးပြီးတော့ဘောနော်ထပ်ပြီးတော့လေ့လာလိုက်လို့ရလိုက်တဲ့အသိတွေကိုပေါင်းစပ်လိုက်ပြီးတော့ပုံမကောင်းမွန်တဲ့အသိပညာတွေရရှိအောင်ဆောင်ရွက်တဲ့သူတွေဖြစ်တယ်ကွန်စတရက်တာတွေဖြစ်တယ်လန်နာတွေဖြစ်တယ်လို့ပဲကွန်စတရက်တာတွေလည်းဖြစ်တယ်ဆိုတာကိုကြီးကကျမတို့ high school approach ကိုလေ့လာခြင်းအဖြစ်ကလေးတွေရဲ့အကြောင်းတွေအခြေအနေတွေသူတို့တွေမှာရှိတဲ့ဖွံ့ဖြိုးမှုတွေကိုသိရှိလေ့လာခွင့်ရတယ်။ဒီမှာဆိုလို့ရှိရင်ကျမတို့အသိပညာကိုတည်ဆောက်ထားကြတော့ကျမတို့ PRG တရားကြီးဆိုတဲ့ပုံကိုကြီးရတယ်ဒီလိုပဲပေါ့နော်အသိပညာကိုတိဆောက်တဲ့ထဲမှာပါတယ်အသိပညာတိဆောက်မှုကနေပြီးတော့မှဆက်လက်ပြီးတော့ပေါ့နော်ဒါဖွံ့ဖြိုးမှုတွေကိုရရှိအောင်ဆောင်ရွက်ရမယ်ဆိုတာကိုလည်းရှေ့ပိုင်းမှာကျွန်မဆွေးနွေးတဲ့အကြောင်းတွေထဲမှာပါသွားပြီးသားပါဂျင်းပီအဂျီရလည်း Custard Division ကိုသူကလက်ခံပြီးတော့ကျင့်သုံးတဲ့သူတယောက်ဖြစ်တယ်နောက်ပြီးတော့ကြတော့ ဒါနောက်တစ်ခုကကြတော့ဂျွန်တီဝီဂျွန်တီဝီရဲ့ဒီပညာရှင်ကြီးရဲ့သူတို့လေ့လာရှာဖွေဖော်ထုတ်ထားချက်တွေကိုလည်းကျွန်မရှေ့ပိုင်းမှာဆွေးနွေးခဲ့ပြီးသားပါဒီ approach တွေမတိုင်ခင် pre ECCG ်ဆိုတဲ့ပေါ့နော်အာလီချိုင်ဦးခဲဒီပလိုမန့်ဆိုတဲ့အကြောင်းကိုမဆွေးနွေးခင်ကတည်းကကျမရှိပိုင်းမှာဒီပညာရှင်ကြီးတွေရဲ့ theory တွေကိုလက်တွေ့နဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်လို့ရှိရင်ပိုကောင်းတယ်ပိုအောင်မြင်တယ်ဆိုတာလေးကိုကျမဆွေးနွေးခဲ့ပြီးသားပါဒီမှာလည်းပဲဒါအဓိက high school ရဲ့ approach ကဒီပညာရှင်ကြီးတွေရဲ့တည်ဆောက်မှုတွေနဲ့တူညီတာဖြစ်တဲ့အတွက် ချက်ထည့်သွင်းပြီးတော့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒီမှာဆိုရင်ဂျွန်ဒီဝီယာလည်းအဲ့လိုပဲ active lamni ကလေးတွေကတက်ကြွတဲ့တည်ယူသူတွေဖြစ်တယ်။ဒါဆိုရင်ကျမတို့ဒေါက်တာဒေးဗစ်ဝေကာကဒီ high school approach မှာသူရှာဖွေဖော်ထုတ်ထားတာနဲ့ဒီပညာရှင်ကြီးနှုတ်ရဲ့ဖော်ထုတ်ထားချက်တွေကတူညီနေတယ်။ဒါကြောင့်ကလေးတွေကတကယ်ကိုပဲ edit learner တွေဖြစ်တယ်သူတို့က constructor တွေလည်းဖြစ်တယ်သူတို့ရဲ့အသိပညာဘူတုဒ္ဒတွေကိုတိစောက်တဲ့သူတွေဖြစ်တယ်တက်ကြွလှုပ်ရှားပြီးတော့သင်ယူတတ်တဲ့သူတွေလည်းဖြစ်တယ်ဆိုတာကိုဒါဆွေးနွေးဖော်ထုတ်ထားခြင်းဖြစ်ပါလေရှင်အဲ့ဒီကနေ ပြီးတော့ဗောနော်ကျမတို့ဒီမှာဆိုလို့ရှိရင်အရေးကြီးတာကဘာကိုသင်ရ မလဲဆိုတာထက်ဘာတွေကိုသင်ရမလဲဘာတွေကိုသင်ပေးရမလဲဆိုတဲ့အကြောင်းအရာတွေပေါ့အဲ့ဒီအကြောင်းအရာတွေထက် ဘယ်လိုတင်ရမလဲဆိုတာကသူတို့ကိုဘယ်လို approach တင်နဲ့ချိကန်ရမလို့ဆိုတာကပို့ပြီးတော့အလေးထားရထားပါတယ်ဒီ high school မှာပေါ့နော်သူရဲ့ approach တွေတိုင်းဟာဟိုအများတစ်ခုနဲ့တစ်ခုကအနှဲငယ်တော့ကွဲပြားမှုရှိရဲ့ဒီတရားမှမိမိနဲ့မိမိရဲ့ပတ်ဝန်းကျင်နဲ့မိမိရဲ့ တင်ပြီးမဲ့ကလေးရဲ့အခြေအနေနဲ့စသည်ဖြင့်ပေါ့နော်အခြေအနေရဲ့ရက်ကိုသုံးသပ်ပြီးတော့မှကောင်းတဲ့အရာတွေကိုဆွဲထုတ်ပြီးတော့လက်တွေ့နဲ့ပဲလေပေါင်းဆက်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်ပုံမူကောင်းမွန်တဲ့ရက်လက်တွေကိုရရှိလာစေမှာဖြစ်ပါရဲ့ဒါမှဆိုလို့ရှိရင်လည်းဒီမှာဆိုရင်ဒီ high school approach မှာဆိုလိုထားတာကဘယ်လိုသင်ရမလဲဘာကိုသင်ရမလဲဘယ်အကြောင်းအရာတွေကိုသင်ရမလို့ဆိုရတယ်အဓိကမိမိပေးလို့တာကိုဘယ်လိုနည်းလမ်းနေနဲ့ချင့်ကပ်ရမလို့ဆိုတာဘယ်လိုသင်ပေးရမလဲဆိုတာကိုအလေးထားပါတယ်တဲ့ နောက်တစ်ခုကကလေးတွေရဲ့တီထွင်ဖန်တီးမှုတွေမိမိကိုမိမိယုံကြည်မှုတွေလွတ်လပ်စွာလောက်ကင်ဆောင်ရွက်မှုတွေအပေါ်မှာအခြေခံပြီးတော့တည်ယူမှုဖြစ်စဉ်တွေမှာတက်ကြွတဲ့တည်ယူမှုချင်းကပ်နည်းတွေဖြစ်အောင်ဆောင်ရွက်ရမယ်ဆိုတာကို အလေးထားတယ် active learner active learning approach ကိုအလေးထားပါတယ်တဲ့ဒါဆိုရင်တက်ကြွတဲ့တည်ယူမှုချင်းကပ်နည်းတွေဖြစ်အောင် active learning approach တွေဖြစ်အောင် ဘယ်လိုတွေဆောင်ရွက်ကြမလို့ဆိုတော့ဘယ်လိုတင်ရမလဲဆိုတဲ့အပိုင်းထဲမှာပါသွားပြီသူတို့တွေတက်ကြွလာအောင်သူတို့တွေတင်ယူလူစိတ်တွေများလာအောင်သူတို့ရဲ့စိတ်ထဲမှာရှိတဲ့မူလအခြေခံအသည့်တွေနဲ့ထပ်ဆောင်အသည့်တွေနဲ့ပေါက်ဆက်လိုက်ပြီးတော့တကယ်ကိုပဲမြင်မာတဲ့အဲဉာဏ်ပညာတွေအသိပညာတွေရရှိလာအောင်ဘယ်လိုတင်ပေးမလဲဆိုတဲ့ ဆိုတဲ့အကိုအလေးထားပြီးတော့ဆောင်ရွက်ရမယ်ဆိုတာကိုဒီဒေါက်တာဒေးဗစ်ဝေကတ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ high school approach နဲ့ပေါ်ထုတ်ပြီးတော့မိမောင်းထိုးထားတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အဓိကတင်ပေးမဲ့သူတွေနဲ့ဆရာသမားတွေမိဘတွေအုပ်ထင်းသူတွေကဘာတွေကိုသင်ရမလဲသူတို့ကိုဘာတွေသင်ပေးပြရမလဲဆိုတာနဲ့ဘယ်လိုသင်ပေးရမလဲဆိုတာကိုပို့ပြီးလေ့ထားသင်ပါတယ်။ဒါကြောင့်ကလေးတွေရဲ့တီထွင်ဖန်တီးမှုတွေရဲ့ မိမိကိုမိမိယုံကြည်မှုတွေသူတို့ကိုယ်တိုင်ယုံကြည်မှုရှိရှိနဲ့လှုပ်ဆောင်တတ်အောင်နေနောက်တခါလှုပ်ဆောင်တဲ့အခါမှာလည်းသူတို့ရဲ့စိတ်ထဲမှာလှုပ်ဆောင်နေဒီဂျင်နာလေးတွေကိုလွတ်လပ်စွာ လုပ်ကင်ဆောင်ရွက်နိုင်မှုတွေပေါ်မှာခြေခံပြီးရောတဲ့ active learning approach တွေနဲ့တက်ကြွစွာသင်ယူမှုချင့်ကပ်နည်းတွေကိုအလေးထားပြီးတော့ဆောင်ရွက်ပေးလို့ရှိရင်ပုံမှန်ပြီးတော့ကောင်းမွန်တဲ့ဆိုတာလေးကို high school approach ပြီးကို ကျမလေးလာရရင်နဲ့သိရှိလာတဲ့အကြောင်းအရာလေးတွေကိုညှဝေဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့တွေကလေးတွေဟာရှေ့ပိုင်းမှာကျမဆွေးနွေးရတဲ့အပါတယ် edit learner တွေဖြစ်တယ် constructor တွေဖြစ်တယ်။ဒါဆိုရင်အဓိကအပေါ်မှာခြေခံပြီးတော့သူတို့တွေကိုယုံကြည်ကိုကိုကိုယုံကြည်မှုတွေရှိလာအောင်တည်တွင်ဖန်တီးမှုတွေရှိလာအောင်အဲအဲ့အရာမျိုးတွေဖြစ်သူတို့ဆောင်ရွက်တက်လာအောင်သူတို့ကို ဒါစနစ်တကျနဲ့ပေါ့နော်တကယ်ကိုပဲတည်ယူလူစုလူစိတ်တွေများပြလာအောင်ဒါချင်းကန်နေတွေမှန်မှန်ကန်ကန်နဲ့ချင်းကန်ပြီးတော့ပြင်ပြို့မှုတွေရရှိလာအောင်ဆောင်ရွက်ပေးခြင်းအဖြစ်ကောင်းမွန်တဲ့ကျိုးကျေးဇူးတွေအကျိုးရလက်တွေရရှိလာစေမှာမလွဲပါဘူးဆိုတာလေးကိုကျမအနေနဲ့ဆွေးနွေးရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဤကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်